ကွန်ရှင်တပ်ဘုံမူကြီးတို့ရဲ့ဇနီးဖြစ်တဲ့ရွှေပြည်သားမျိုးနဲ့ပြည်သူစေယုံရဲ့စေယုံအောက်တော်မြမျက်နေဟာမျိုးနယ်အတွင်းရှိ CDN လောက်ထားသူတွေကို အမျိုးမျိုးဖိနှိပ်နေတယ်လို့အဲ့ဒီအကြောင်းတိထားတဲ့မြို့ခံတွေကပြောပါတယ်မြို့နယ်အတွင်း CDN လောက်ထားသူတွေကိုအတင်းအကျပ်အလုပ်ပြင်ဆင်ဖို့ဖိအားပေးနေတယ်လို့စေယုံရှိနန်း CDN တွေကိုလည်းအာဏာပြအုပ်ချုပ်နေတယ်လို့အဲ့ဒီအကြောင်းတိထားတဲ့မြို့ခံတအူးကပြောပါတယ် အော်စူးစူးဝါဝါတော့အထူးသဖြင့်တော့ဒီ CDN ကိုသိနေနောက်တစ်ခုကကြတော့ဟိုဘယ်လိုပြောမလဲဆိုတော့အကျွန်တော်တို့လို့ပြောမယ်ဆိုရင်တော့ကွာအော်လုံငန်းပိုင်းလေသတ်မှုဆိုင်ရာမှာသူနဲ့မဆိုင်တဲ့အရာတွေမှာ သူကကြီးဆိုးလွန်းနေပေါ့နော်ဟိုတနေ့ကကျွန်တော်ပြောသူဒီအဲမျိုးနဲ့ကျမကြီးမူကလောရမယ့်ကိစ္စတွေကိုသူကပေါင်းချော်ပြီးလုပ်တယ်အဲ့ဒီကနေပြီးတော့ ဟောငွေကြေးပိုင်းဆိုင်ရာကသူ့အနေနဲ့အကျိုးမြတ်ရမိတာပေါ့အဲအဲ့လိုမျိုးတွေတော့ရှိအောင်ဟုတ်ရှိတယ်သို့တော်လည်းပဲသူ့မျိုးသားဝိနဲ့သူကအခုဒီနေရာမှာနေအောင်လုပ်နေတာအဓိကပဲလေအဲအဲ့လိုပုံစံမျိုးရှိတယ်သူ့မျိုးသားရဲ့ဝိနဲ့သူကဒီမှာပဲဟိုဒီအမှန်တကယ်ဆိုရင်တော့သူကနာမည်ပြည့်များစွာရှိတယ် အဲအဲ့နာမည်ပြောတော့သူဟိုတကယ်တမ်းတော့ပြောင်းရွှေ့ကြတယ်ပေါ့အဲအဲ့ဒါနဲ့သူကပြန်လိုက်တာသူ့မျိုးသားရဝိင်းတယ်ပေါ့နောက်တော့ကတခုခုဖြစ်လာရင်သူ့မျိုးသားဝိင်းကိုချုပ်သုံးတာပေါ့အဲအဲ့လိုပုံစံမျိုးဒါအပြင်ရွှေပြည်သားစေယုံမှာအန်အန်ဒီလက်ထက်ထဲကဒေါ်မြမြနဲ့တာဝန်ကြပြီးနောက်ပိုင်းတားဖွားမိရဲ့စေယုံလို့ဖြစ်လာခဲ့ပြီးတခြားယောဂတွေဆိုပါက ကုတပေရှင်မရှိပဲအင်းစိန်စေယုံစီပဲလွဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ် အာနာတိန်နီနောင်ဆေးရုံထံလာရောက်ပြတတ်တဲ့ကိုဝင်ဆောင်တဲတွေကိုအခမဲ့မွေးဖွားပေးခြင်းမရှိပဲရိုးရိုးမွေးလဲငွေညစ်တယ်လို့ခွဲမွေးပါကအနှိမ်ဆုံးကြက်ငါးသိန်းတောင်းတယ်လို့မြုပ်ခန့်အမျိုးသားတူကလည်းပြောပါတယ်ဆေးရုံမှာဟိုတာဝန်ခံပြီးကုသပေးတဲ့ယောဂရည်တော်မရှိဘူးမွေးလူနာတော့ပဲဥစ္စာဖြစ်တယ်အဲ့မွေးလူနာကလည်းအဲပြောရရင်တော့ပတ်စံရမှာမွေးပေးတယ်ပေါ့ဗျာအဲအဲ့လိုပုံစံမျိုးကြီး အခုလက်တလုံးမှာဖြစ်တာနောက်တစ်ခုကဆေးဥမှာဆေးမရှိတာများတယ်အဲ့ဆေးတွေကသူ့ဆေးကန်းရောက်နေတာအဲ့လိုပုံစံမျိုးဟုတ်မွေးလူနာခွဲမွေးမဲ့လူနာတယောက်၅သိန်းလောက်ရှိတယ်လို့ပြောတယ်ဗျဂျိုးလူနာဆိုရင်တို့2သိန်း3သိန်းလောက်ရှိတယ်လို့ပြောတယ် ပြီးမပြီးနိုင်ရင်တော့ဘိုင်းနာခံပေါ့အဲ့ဒီလိုမြို့နယ်အတွင်းရှိပြည်သူစေယုံမှာပြည်သူတွေအားထားမရတဲ့စေယုံအောက်တော်မြတ်မြတ်နင်းပိုင်းစေယုံတစ်ခုလိုဖြစ်နေပြီးသူကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ကိုယ်ပိုင်စေခန်းတစ်ခုလည်းရှိနေတယ်လို့သိရပါဗယ်သူကရွှေပြည်သားစေယုံကိုလာတဲ့သူတွေကိုစေမပေးဘူးအဲ့ဒီကစေတွေကိုသူဖွင့်ထားတဲ့မြို့ဦးစီတီဖရာနာကသူ့အိမ်နဲ့မျက်ဆောင်ထုံးနှမဖွင့်ထားတဲ့စေယုံကိုအကုန်ယူပြီးပြန်ရောင်းစားလာ သူကမြို့နယ်မှာအပြိုင်ဖွင့်ထားတယ်။ကောင်းစုအောင်စေးရုံကိုလည်းတော်လန်ရင်းနဲ့ဆက်နွယ်တဲ့ဘာညာဆိုပြီးသူယောက်ျားကတဆင်ကုန်းချော့ပြီးပိတ်အောင်လုပ်တည်တယ်။သူကအချိန်နေတော်တော်ဆိုးနေတာကျွန်တော်တို့လည်းမတက်တာလို့လွတ်ထားရတာလို့ချွေပြည်သားမြို့ခံတော်လန်ရင်းထောက်ပို့လှုပ်ဆောင်နေသူတို့ကပြောပါတယ်။ရှေ့ပြည်သာစေရင်အောင်အဖြစ်ဒေါ်မြမြနေဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ပါတီတက်လာခဲ့တဲ့2016ခုနှစ်တည်းက တာဝန်ကျနေခဲ့ပြီးစေယုံကိုဂဒင်း90ဆန်စေယုံအဖြစ်အစင်းမြင့်တင်ဖို့ဘတ်ဂျက်ချပေးခဲ့ပေမဲ့သူ့ရာထူးနဲ့မကိုက်ညီလို့ပြောင်းချွေခံရမှာဆိုတဲ့အတွက်မဖော်ဆောင်ပဲပြစ်ထားခဲ့တယ်လို့ဘတ်ဂျက်တွေကိုဖြုံးတီးပစ်ခဲ့တယ်လို့အဲ့ဒီအကြောင်းတိထားတဲ့မြုပ်ခန့်တွေကပြောပါတယ်။အဲ့ဒီတုန်းက3900လောက်ကျတယ်လို့ကြားလာဗျ။လောက်တာကစေယုံဝင်းကပျို့ပြက်နေတဲ့အုတ်တတိုင်းခြံကိုပက်ပက်လေပြန်ကလိုက်တာပဲရှိတယ် ဆေးရုံဝင်ထဲမှာနထက်ဆောင်တစ်ခုစောက်နေတာကအခုထိရက်နေတော့မယ်ဆေးရုံကဘာမှပြောင်းလဲသွားတာမရှိဘူးပြောင်းလဲသွားတာကတော့သူ့ပဲတော်တော်ချမ်းသာသွားတယ်လို့မြုပ်ခံစောက်လို့ရေးတမတူကပြောပါတယ်ဆေးရုံအုပ်ဟာအများအမြင်မှာကောင်းမွန်ရှင်ရောင်ဆောင်နေပေမဲ့တကယ်လက်တွေ့ဆက်ဆံရမှာတော့အလွန်ကိုဆိုးရတဲ့သူမျိုးလို့ရွှေပြည်သာဆေးရုံမှာကိုဝင်ဆောင်ပြသပြီးမွေးဖွားပုတ္တအချို့စီကတည်ရပါတယ်